ကျွန်တော်အမှန်တိုင်းဝင်ခံရင်လေဘောမှဆိုရင်ကျွန်တော်ဘယ်ဘောမှအောင်မှအထင်လည်းမကြီးခဲ့ဘူးเนาะဟိုလူလို့တော့မတတ်မှတ်ခဲ့ဘူးပြခရရရန်ပြောရရင်တော့ဘာလို့ဆိုတော့တလောက်တောင်ရုပ်မှစိုးသွမ်းနေတဲ့ကောင်တွေကိုเนาะထောက်ခံအားပေးနေတာဒါဟာလူမဟုတ်ဘူးလို့သတ်မှတ်ထားတယ်ဒါကျွန်တော်ဆွေရင်းမျိုးရင်းတွေမှာတော့ရှိတယ်အထင်ကိုမကြီးတော့တာဘလောက်ပဲပညာတတ်နေတယ်ဘလောက်ပဲချမ်းသာနေပါစေဒီဘောမှနေတဲ့အတိုင်းဝိုင်းတွေမှာပါနေလို့ရှိရင်ဘောမှအဓိကခုနကပြောကောဒီစစ်ဖို့ကြောက်အတိုင်းဝိုင်းဘာလို့လို့မှန်ပါတယ်ဆိုတော့လူလိုပဲတတ်မှတ်ထားတာဟုတ် ဒါပေမဲ့အခုနောက်ပိုင်းမှာဒီဘောမတွေထဲမှာပြပဘောမနဲ့ပြည်တွင်းဘောမတွေကတက်တက်စီပွဲသွားတယ်ပြပဘောမတွေကတို့ကနိုင်ငံတကာအမြင်ရှိတယ်တို့မှခုနကပြောသလိုဟိုရှက်တဲ့အရာကိုရှက်တယ်ဗျာဒီလောက်တော့မဟုတ်တာကြီးလုပ်နေတဲ့အရာကြီးကိုတို့မထောက်ခံတဲ့အရာကိုမထောက်ခံတော့ဘူးထွက်ပြောတယ်အဲ့ဒီထဲမှာဆိုရင်ဒါကိုမောင်မောင်ဟာအခုနောက်ပိုင်းမှာတော်တော်ပြောလာတာတွေ့တယ်မပြောလို့လည်းမရတော့ဘူးလေစောက်ပြတ်နေတဲ့အရာကြီးဟာကြီးကိုတို့အားပေးတဲ့ဒါကျွန်တော်တို့ဆိုတော့ပြောရမှာပဲကိုအားပေးတဲ့ဘက်ချမ်းဟောကဦးတော်လိုင်းမှာခုနကပြောသလို တော်လိုင်းနဲ့ပတ်သက်တဲ့ဟာတွေအကျင့်စာရေးကြီးပြက်နေမဲ့ဗျမ်းမတာပြက်မဲ့စုပ်ပြက်နေပြီဆိုရင်နောက်ဆုံးထွက်မပြောနိုင်တောင်မှငြိမ်းနေရတော့လက်ရှိကိုမောင်တို့ဆိုတာစစ်တပ်ကိုအားပေးတယ်အမှန်ကန်အားပေးခဲ့တာနော်ရုပ်ကိုပြပြီးတော့တိတ်ခါရှိရှိသူတို့အားပေးခဲ့တာခိုးကြောင်ခိုးရဲ့အကောက်တုနဲ့အားပေးရမှာမဟုတ်ဘူးနော်အဲ့တော့တကယ်တကယ်အခုစုပ်ပြက်နေတဲ့ဒီစစ်ခေါင်းဆောင်တွေရဲ့လှုပ်ရက်ကြောင့်သူတို့တွေကရှေ့ကိုထွက်ပြီးပြောလာတယ်အဲ့ထဲမှာအခုမင်းအောင်လှိုင်နော်ဒီနေ့ဆိုတာမင်းအောင်လှိုင် ဥပဒေကိုကြော်လွန်ပြီးတော့ယာဓုတွေယူထားတဲ့ကိစ္စကိုကိုမောင်မောင်ထွက်ပြောပြီးနားထောင်ကြည့်ပါနော်အဲ့ဒါစစ်တပ်ကိုအမာခံအားပေးတဲ့လူတော်ပြောလာပြီဆိုရင်ဒီကောင်တွေရဲ့လောက်ရဟန်ဘလောက်လွန်ကဲနေယူဆိုတာစဉ်းစားစဉ်းစားကြပြီးတော့ဥမင်းအွန်လိုင်းကမကြိုက်ဘူးရှင်ဆိုရင်ねဘယ်ကောင်ကိုတင်ရောက်ရှင်တယ်လဲကိုမောင်မောင်ねဥမင်းအွန်လိုင်းကမကြိုက်ဘူးဆိုလို့ရှိရင်ဟုတ်ဘူးဟိုစစ်တပ်မှာတပုတ်မကြိုက်တယ်ကြိုက်တယ်မဟုတ်ဘူးဟုတ်တယ်နော်ဟုတ်ကြရင်တပုတ်တက်ပါနော် ိုက်တယ်ကြိုက်ချင်းမကြိုက်ချင်းအဓိကပြောတာမဟုတ်ဘူးမှန်တယ်သူတက်တန်းကုန်နေတာဘယ်လောက်ကြာပြီလဲအဲ့ဒါကြီးကိုထပ်ပြီးတော့တက်တန်းတူပြီးယူလာမှတော့အဲ့ဒါကိုတော့မှပြောရတဲ့စစ်တပ်ကအဲပြောမှဆိုလို့ရှိရင်တတော်ကြီးကိုညံ့ဖြစ်နေစစ်တပ်ပါအဲ့လိုမျိုးပြောရမှာပါသူစစ်တပ်ဆိုစစ်တပ်ကြီးတခုလုံးပြောရမှာမဟုတ်နော်သူနောက်ကခေါင်းဆောင်တွေကိုပြောတာဒါတွေကတော့မဟာရေးတာအဲ့ဒါပါပဲဟုတ်ပါတယ်เนาะဒီနေရာမှာကျွန်တော်တို့ခုတည်းရမှာဦးကျွန်တော်တို့ဆိုလေစစ်တပ်ကဘာဖြစ်တယ်စစ်တပ်ကဘလို့ရုပ်မာတယ်စစ်တပ်ကဘလို့ဘုံကျဲတယ်စတဲ့ဖြင့်ကျွန်တော်ပြောနေတာရှိတယ် အဲ့ဒီစစ်တပ်ဆိုတဲ့စကလုံးဟာအောက်ခြေစစ်သားအရာရှိအကျစစ်တီတွေကိုကျွန်တော်တို့ပြောတာမဟုတ်။ဘာဖြစ်လို့လဲ။အောက်ခြေစစ်သားအရာရှိအကျစစ်တီတွေဆိုတာကအပေါ်ကအမိတ်ပေးရင်ဘာလို့ကလောက်ကတာပဲ။သွားခံပြောလို့မရဘူး။နော်။အဲ့တော့ဒီတလွဲအမိတ်တွေကိုပေးတာကို အစင်းစင်းလက်ခံလာတဲ့ခေါင်းဆောင်ဘိုင်းနေတာတွေအဓိကမင်းအောင်နိုင်ကတလွဲပေးလိုက်တယ်။မင်းအောင်နိုင်တလွဲပေးတယ်တလွဲလုတဲ့ဟာကိုသူ့အောက်မှာရှိတဲ့အစင်းတွေကလက်မခံဘူးဆိုရင်မင်းအောင်နိုင်ဒီလုလို့ရမလား။မရပါဘူး။ အဲ့တော့မင်းအောင်နိုင်ကတလွဲပေးလိုက်တဲ့မိကိုသူ့အောက်မှာရှိတဲ့တဆင်းကလက်ခံတယ်ပြီးရင်သူလည်းတလွဲထပ်မိတ်ပေးတယ်အဲ့လိုတလွဲတလွဲလွဲလိုက်တာအောက်ခြေအရာရှိအချက်စစ်တီအဆင်းရတော့ဘယ်ကနန်းစင်ဖြစ်ကုန်ဘောအဲ့တော့စစ်တပ်မှာစစ်သားပိသားဆိုတော့စိတ်ရှိတဲ့စစ်သားစိတ်ရှိတဲ့ကောင်တွေနေလို့မရတဲ့အဆင့်ထိဖြစ်လာအောင်အော်အဲ့ဒါစစ်တပ်ဆိုတာအဲ့တော့ဗားတယ်ဒီစစ်ဘိုလ်ချုပ်လူတစုကိုတုံးတုံးတာပဲဖြစ်တယ်ဒါတော့အလုံးနားလည်ဖို့လိုတာပေါ့နော်ဘာကြောင့်လဲဥပဒေကြောင့်အချိန်တန်တော့လေ ဘာကြောင့်မို့လို့ကုတ်ကတ်ွယ်ကတ်ပြီးတော့ဟိုဘယ်လိုဟောမလဲနေနေရလဲเนาะအဲ့တော့သူ့နောက်ကကောင်းဆောင်နေရဲ့အသုံးချမဉဏ်ဖြည့်မှုကြောင့်ပေါ့ဗျာအဲ့တော့စစ်တပ်ကအဲ့တော့အဲ့လိုကြည့်ချင်းအားဖြင့်ဆိုလို့ရှိရင်ဒီအထက်ပေါ်ချုပ်တွေရဲ့ဂျားထဲမှာအရန်ညင်ညွတ်နေပြီစစ်တပ်ဆိုတဲ့ institution တော့မရှိတော့ဘူးစစ်တပ်က women online ဆိုတဲ့နာမည်နားမှာပတ်ချလဲပြီးတော့ရမ်းနေရတဲ့ဘဝရောက်နေတော့သွားတွေ့တယ်เนาะအဲ့တော့အမှန်ဆုံးပေါ့เนาะဘူဂျော့အောင်ဆန်းပြောခဲ့သလိုပဲစားဖားတွေညင်ညွတ်တဲ့အတွက် တိုင်းပြည်ပြစ်နေတာပဲနော်အဲ့တော့အာနာယူတွေညင်ညွတ်တဲ့အတွက်တိုင်းပြည်ပြစ်နေတာလက်ရှိကြံ့ဖို့ခေါင်းဆောင်တွေရောစစ်တပ်ခေါင်းဆောင်တွေအကုန်လုံးဟာအာနာယူပြီးတိုင်းပြည်ရဲ့အာနာကိုဘယ်အပေါက်ကနေနှိုက်ပြီးယူလို့ရမလဲဆိုတဲ့အတွေးကိုပဲတွေးပြီးတော့ကြံဖန်ပြီးတော့ညံညီညံနဲ့မျိုးစုံထုတ်ပြီးလုပ်နေတာအဲ့တော့ဘာဖြစ်လဲဘုကျုပ်ပြောခဲ့သလိုပဲစားဖားတွေညင်ညွတ်တာမဟုတ်အာနာယူတွေညင်ညွတ်နေတာနော် တော်လိုင်းပဲအချမ်းမှာတော့ခဏကပြောတူကိုငါမကြိုက်ငါ့ကိုတူမကြိုက်တူကိုငါကြော်ငါ့ကိုတူခွာအပြောင်းသက်အပြဲကလောင်ဆင်းနေတယ်ဒီဘက်မှာနော်မညီညွတ်တဲ့အဖြစ်ဒါသူဒီကိစ္စတွေအားလုံးမှခုနော်သူ့ရဲ့သူ့နားမှာသွားပင်းတယ်အဲ့ဒါဆိုလို့ကျွန်တော်အချိန်တိုင်းကောင်းသည်ရှိဆိုးသည်ရှိဘောလုံးပွဲလိုပဲနောက်တစ်ပွဲပါဘလို့ကြည့်ရခင်ဗျာဂိုးတင်နေအဲ့ပုံသာယာပြီးတော့ဖီတက်နေလို့မရဘူးဖောက်ဆန်ပြောတာလေနောက်တစ်ပွဲဘလို့ကောင်းအောင်ကံမလဲအဲ့တော့ လူတယောက်အာနာရတယ်သူ့အချိန်ကုန်ထွက်နောက်တယောက် freedom နေနဲ့ငါရမ်းတော် freedom နေကိုယ့်ထက်သားလိုက်ကောင်လေးကြီးပဲဟိုဘာကောင်မဆိုလုတ်ပုံကိုင်းမှုမတူလာပဲရှိတယ်သူ့နေရာသူ့အချိန်ဘာကောင်မဆိုတော့ဘာကောင်မဆို talent ကျွန်တော်တို့ဘယ်လိုခေါ်မလဲအဲခေါ်မလဲကျွန်တော်တို့ဒီကျွမ်းကျင်မှုလိမ္မာရာတွေမှာเนาะအချိန်ဆိုတာလိုတယ်သူ့အချိန်နဲ့ကိုက်လို့ရှိရင်ပေါက်သွားတာပဲအဲ့တော့အဒေးကအရန်တော်နေတယ်တော်တဲ့ခါကျတော့ခါအဲ့နေရာပါမနေနဲ့အဲ့နေရာမပြောင်းကြည့်လိုက်လीဗျာเนาะစစ်စည်းကောင်းကိုလိုက်နာမဲ့ စစ်ဥပဒေကိုလိုသလိုပြင်နေမဲ့ပုံကူမျိုးတော့ကျွန်တော်တို့မလိုစစ်ဥပဒေအတိုင်းเนาะလိုက်နာမဲ့ခေါင်းဆောင်ဘယ်ခေါင်းဆောင်မဲ့တက်တက်ကြိုက်တယ်အခုသူကိုယ်တိုင်စစ်ခေါင်းဆောင်တယောက်ဖြစ်ပြီးတော့စစ်ဥပဒေကိုလိုက်မနာမဲ့စစ်ဥပဒေကိုကြိုက်တယ်လို့တေးဝင်းတို့ဘက်ဆွဲလိုက်ဒီဘက်ဆွဲလိုက်နဲ့လေနေရဖြစ်တယ်အဲ့တော့ဘလို့လူမျိုးကိုခေါင်းဆောင်ပြင်ပြောက်ချင်တယ်ဆိုလို့ရှိရင်ကျွန်တော်ကလူပုံကိုဆွဲမရှိပါဘူးဒါပေမဲ့တော့အချိန်တန်ရင်စစ်စည်းကမ်းစစ်ဥပဒေအတိုင်းစစ်ဥပဒေကိုတေးဝင်းမလုံမဲ့ခေါင်းဆောင်မျိုးကျွန်တော်လိုချင်တယ်နော် စဥ်ပရေကိုတိုင်လိုက်နာမဲ့ကောင်းတော့ဘယ်ကောင်းမဆောင်လို့ဆိုကျွန်တော်ကြိုဆိုမှာဖြစ်တယ်။ကဲကိုမောင်မောင်အခုပြောရတဲ့ဇကားကိုလက်ခံတာ။လက်မခံတဲ့လူကတိရိစ္ဆာန်ပဲဖြစ်လိမ့်မယ်။အဲ့ဒါသူပြောတာရှင်းတယ်လေသူပုံကိုယ်ရေးဆိုပြောတာမဟုတ်မင်းအောင်နိုင်ကိုသူအမုန်းတရားစိတ်နဲ့မင်းအောင်နိုင်ကိုတိုက်ခိုက်လို့စိတ်နဲ့သူပြောတာမဟုတ်ဘူးသူပြောတာရှင်းရင်လေကာဝဲဦးစိုးတယောက်ကအသက်65နှစ်ပြည့်ရင်ပင်စီယူရမယ်ဆို65နှစ်ပြည့်တာလည်းပင်စီယူဘာမှမလိုဘူးဘာတတ်မတော်မှသူ့ထက်တော်တဲ့လူမရှိတာလို့မလိုဘူးသူ့တတ်မှတ်ထားတဲ့ဥပဒေကပါလဲ ဒါမှမလည်းဥပဒေရဥပဒေတို့ညီမျှမှာပေါ့ဟုတ်တယ်မလားအခုလက်ရှိမင်းအောင်နိုင်ကာဝေးဥစည်းချုပ်တက်တန်းကိုကြော်လွန်ပြီးတော့ကာဝေးဥစည်းချုပ်ဆိုတဲ့ယာတုကိုယူထားတယ်ဒုတိယတစ်ချက်ယာရီတမနာဆိုတာသူ့ကိုဘလူးမှယာရီတမနာမတင်မဲနဲ့ယာရီတမနာတာဝန်ကိုယူထားတယ်ယာရီတမနာတာဝန်ယူပြီးမြန်တော့ဟိုဘက်မှာကာဝေးဥစည်းချုပ်ဆိုတဲ့ယာတုကိုလည်းလက်မလွတ်ပြန်အောင်အဲ့တော့သူကိုယ်တိုင်ဖက်တွယ်ထားတဲ့2008အခြေခံဥပဒေမှောင်တွေကလွတ်တော်အမတ်ဖြစ်ရင် တမထတို့မဟုတ်ဒုတမထဟာတဲ့လွတ်တော်အမတ်ဖြစ်လို့ရှိရင်ဒီဘက်မှာတမထအရာဒူးကိုယူလိုက်တာနဲ့ဟိုဘက်ကလွတ်တော်အမတ်ဆိုတဲ့တောင်းဝင်အော်တိုပြုတ်နိုင်ငံဝန်ထမ်းဖြစ်ရင်ဒီဘက်မှာတမထဆိုတဲ့ယာဒူးကိုယူလိုက်တာနဲ့ဟိုဘက်မှာနိုင်ငံဝန်ထမ်းအော်တိုပြုတ်ပင်းစင်ငိမ့်စားပေါ့နော်စတဲ့ဖြစ်အဲ့ဒီလိုဖြစ်ကနှစ်ခုလုံးကိုဆိုလိုချင်တာကနှစ်ခုလုံးကိုဖွဲ့ယူလို့မရဘူး ဒါသူတို့ကိုယ်တိုင်မင်းအောင်လိုင်ကိုယ်တိုင်တပွားပွားယူပြီးတော့ဖတ်ထားတဲ့ဒီစာအုပ်အစိမ်းမှနေပြတ်ထန်းထားတာနော်ဒါပေမဲ့မင်းအောင်လိုင်အခုအဲ့ဒါကိုလိုက်နာတာကာကွယ်ဥပဒေရာထူးတယ်တူယူထားတယ်ယာရီတမနာကြီးဆိုလဲသူ့ကိုသူ့ကယူထားတယ်ဟမ်လုံချင်တိုင်းလုံနေတာအဲ့တော့အာနာစသိန်းတဲ့ကကြိလိုက်မယ်ဆိုရင်ကျွန်တော်အမြဲပြောပါတယ်နော်ဒါဟိုဘောမတွေဘယ်သူမှမပြောရဲဘူးအဲ့စကလုံးမင်းအောင်လိုင်အာနာသိန်းတာဥပဒေဘောင်တွေကတိန်းတာလားဥပဒေမဲ့တိန်းတာ မင်းအောင်လှိုင်တမရကိုလာဖမ်းတာမနက်9နာရီနော်အဲ့ဒီမနက်9နာရီမှာဘာကာလုံမမခွာတယ်ဘူးမနက်9နာရီမှာတမရအပါဝင်နိုင်ငံတော်အကြီးအကဲတွေကိုဖမ်းပြီးတော့မနက်9နာရီမှာကာလုံအစည်းအဝေးခေါ်တာကာလုံအစည်းအဝေးခေါ်ပြီးမှ ဖမ်းတာမဟုတ်ဘူးဆိုတော့တရေဝင်တာဝန်ထမ်းဆောင်နေတဲ့နိုင်ငံတော်ရဲ့တမရကိုလက်နက်အားကိုနဲ့နော်ပုံကန်ချမ်းနာအဲ့လိုစန့်ကျင်အာဏာလုဖို့ဂျိုးစားရင် နိုင်ငံတော်တစ္ဆာဖောက်ပြက်မှုကိုကျူးလွန်တဲ့နိုင်ငံတော်ပုံကံမှုကြီးအဲ့မှုတဲ့ကြီးတဲ့ဒီနိုင်ငံမှာမရှိတော့ဘူးအဲ့တော့မင်းရောက်လာကအဲ့ဒီအမှုကိုတရားဝင်ကျူးလွန်တာသူကသူမဲလဲလိမ့်မဲမခုတ်ခုတ်အဲ့ဒါ2020ရွေးကောက်ပွဲနဲ့ဆိုင်တာလက်ရှိတမနာဦးဝင်းမြင့်က2015မှာသူတို့ကိုယ်တိုင်ဖွဲ့စည်းပုံချင်းကဥပဒေနဲ့အညီနိုင်ငံရဲ့တမနာပါလို့အတိမတ်ပြုထားပြီးသားတမနာအဲ့တော့မင်းအောင်နိုင်ကိုမင်းအောင်နိုင်ဟာအာနာစသိမ်းတဲ့ကဥပဒေနဲ့အညီအာနာကိုတိန်းတာမဟုတ်ဘူး နော်ဥပဒေမဲ့ဥပဒေကိုဖောက်ပြက်ပြီးတော့လက်နက်အားကိုနဲ့တိုင်းပြည်ကိုပုံကန်တာနော်နိုင်ငံမှာတမန်တော်ကြီးအထွတ်ထိပ်နိုင်ငံသားအားလုံးအထွတ်ထိပ်ဒီတမန်တော်အဲ့တော့မင်းအောင်နိုင်ငံအာနာစသိမ်းတဲ့ကဘာလဲဥပဒေမဲ့သိမ်းတယ်ဆက်ပြီးတော့လည်းကာလုံစည်းဝေးတွေမောက်ကောက်ကတွေလှုပ်ချင်လို့နော်ဥမင်းအောင်နိုင်ကကာကွယ်ဥစည်းုံမင်းအောင်နိုင်ကိုတက်တန်းနေတိုးတိုးတိုးဟာဗျမ်းမတာတွေပပန်းလေးတွေရှောက်လို့အဲ့ဒါကြီးကိုငါတို့ပါဘာဖြစ်သားလဲအာအာအာပေးဟာဒုက္ခပဲဟမ် မရှိချတာလားမတည်ဘူးတို့ကျွန်တော်ကြည့်တယ်။အော်ဒုက္ခပဲနော်ဒေါအောင်ဆန်းစုကြည်ကတို့ဘယံမတာအလုပ်လေးဘယံမတာမဟုတ်ပါဘူးဗျာ။ဒေါအောင်ဆန်းကြည်တခုစကားမှားသွားတာရှိတယ်။အဲ့ဒါကဘာ ਉ လဲ။အဲအရှိခေရာဇဝင်ကိုပြောတာ။ဟိုလက်တဲကြတဲ့အဆိုင်တဲ့ဟာကိုနာမည်ခေါ်တာမှားသွားတာနော်။အသက်80အရွယ်အဖွားကိုနော်။ခမားတို့တော့ထရန်ထမ်းမှာတင်ခဲ့တဲ့စာမှတ်မိကြသေးလား။ဟမ်။ဟိုအသက်80ရောက်ပြီးနိုင်ငံတကာပညာကိုလှည့်သိနေတဲ့အမေအို ဒီလက်သေးကြတဲ့ aside တဲ့ဇကပုံကိုသူကသူဆိုလိုတဲ့အတိတ်ပဲကနာမည်ကိုအဓိကပြတာမဟုတ်ဘူးလက်သေးကြတဲ့ SIP နောက်မတွန့်တဲ့သူကိုတူရဲကောင်းအဖြစ်ရွေးချယ်တဲ့လောက်ရက်ဟာသူကျမအနေနဲ့တော့လက်မခံဘူးဒါဟာတူရဲဘောကြောင်တဲ့အလုပ်သူကဆိုလိုရင်းဒီဒါကိုပြောတာဒါပေမဲ့အဲ့မှာနာမည်ခေါ်တာမှားသွားတဲ့အတွက်အမလေးတိုက်ခိုက်လိုက်ကြတာတိုက်ခိုက်လိုက်ကြတာအဲမတိတမိုင်းမတိတဲ့ဘာမှမတိတဲ့လူတယောက်ဖြစ်အောင်ဒေါ်ဆန်းစုကြည်ဝိုင်းပြောအော်ကျွန်တော်ကြည့်တယ် တို့တို့အဘတွေလို့ဗယံမတာတာပြောရင်ဘလို့နေမလဲမသိဘူးလို့ဟမ်ပြီးတော့ဘာဖြစ်လဲအခုအောင်ပြေဆုံးခင်တီးတက်မွန်အောင်ပြေဆုံးနဲ့ခင်တီးတက်မွန်ခြံခြံခြံကြော်ရမှုကဘယ်လောက်ရှိတယ်ဒေါ်အောင်ဆန်းစုကြည်ကုံစုံဆိုင်တော့မရှိဘူးမင်းအောင်လှိုင်ခြံကြော်ရမှုဘယ်လောက်ရှိတယ်အဲ့တော့အောင်ပြေဆုံးနဲ့ခင်တီးတက်မွန်မင်းအောင်လှိုင်တောင်းရောက်ပေါင်းလိုက်ရင်ခြံကြော်ရမှုကဘယ်လောက်ရှိတယ်ဆောက်ခွားမကြူကြူလာမတန်မရ LV8G ကိုပဝါကြီးပတ်ပြီးလွယ်ပြီးတော့ဟမ်ဟို သူများနိုင်ငံတွားပြီးတဲ့ရုပ်ကမြန်မာပြည်ကဒါခေါင်းဆောင်တယောက်ကကတော်လို့တာပြောတယ်ရှစ်ဆယ်ရကဘာလဲစောက်ရက်ခွဲတယ်လင်မင်းอ่ะဟမ်ရုပ်ကိုကြည်ကျက်တည်ရှိတဲ့ရုပ်လားလို့အဲ့တော့ဒေါ်အောင်ဆန်းစုကြည်ကိုအဲ့ဒါလို့ကြီးကြီးတဲ့ချမ်းသာနေတဲ့ပန်းပြည်ဘန္နာခိုးထားတဲ့တခိုးမိသားစုကတော့ကုံစုံဆိုင်အောင်မရှိတဲ့အမျိုးသမီးကြီးကိုအဂတိမှုနဲ့အမှုဖွင့်တယ်။မောင်စင်းသားကြီး ဒေါ်အောင်ဆန်းစုကြည်ပိုင်တဲ့ကုံစုံဆိုင်တဆိုင်မရှိဘူးဒေါ်အောင်ဆန်းစုကြည်နိုဘယ်ဆုတခုလည်းနေဒေါ်လာကိုတန်းနဲ့ချီရတာမြန်မာငွေမဟုတ်တော့တန်းဟာဘတ်ငွေမဟုတ်ဘူးတော့အမေရိကန်ဒေါ်လာဒေါ်လာတန်းနဲ့ချီတန်းနဲ့နိုဘယ်ဆုကိုတော့မှသူ့ကိုရေးကိုတာအတွက်မတုံးမဲနဲ့ဒီနိုင်ငံသူနိုင်ငံသားတွေအပါအဝင်ပညာရေးဖောင်ဒေးရှင်းကိုတော့ပညာတတ်အောင်လို့လှူထားတဲ့အမျိုးသမီးနိုင်ငံတော်အတိုင်းအမြံပုံကို၅နှစ်ဖြစ်တယ်နော်နိုင်ငံခေါင်းဆောင်ပေါ့ဒါပေမဲ့တောင်းဝင်တိုင်းယူရတာပါ ဘလို့ဖြစ်ဖြစ်နိုင်ငံမှာအစိုးရဖွဲ့ခွင့်ရတယ်သူအစိုးရဖြစ်နေတယ်ဒေါ်ဆန်းစုကြည်မွေးထားတဲ့တာကုမ္ပဏီတစ်ခုလာထောင်ရတာဒေါ်ဆန်းစုကြည်ရဲ့မိတယောက်လောက်ကုမ္ပဏီတစ်ခုလာထောင်ရတာတွေ့လားဟမ်တယောက်မှလောက်မလာဘူးနော်အဲ့တော့ဒေါ်ဆန်းစုကြည်တာနမီတွေဒေါ်ဆန်းစုကြည်ကောင်းစားတဲ့အချိန်ကိုပြောရမှာကွာအစိုးရအဖွဲ့မှာလူကောင်းဆောင်ဖြစ်နေတဲ့အချိန်မှာဘာသာမှလောက်မကြားဘူးဟမ် အခုဒေါ်ဆန်းစုကြီးဖမ်းခံတိတဲ့အချိန်မှာမအေအတွက်ရတက်မအေးနိုင်ရမယ်ကင်မှာတနေ့တနေ့အော်နေရတာတူမှာဟိုနိုင်ငံလိုက်အော်လိုက်ဒီနိုင်ငံလိုက်အော်လိုက်ဒါကိုကြော်မျိုးမင်းကဘယ်လိုပြောလဲဆိုတော့အမ်သူ့အိမ်မှာတော့နဲ့သူတို့ထားမနိုင်ဘူးတဲ့အတိုင်းပင်ခံပုံကိုဖြစ်တဲ့အချိန်တုန်းကတော့ဖုန်းတစ်ချက်ခေါ်ပေါ်မရဘဲနဲ့တဲ့အခုမှလာပြီးတော့လာပြောနေတယ်ထောင်ထဲမှာသူ့အိမ်မှာထားရတဲ့ကောင်းကြီးတွေဟာမိုက်ရဲရဲစဉ်းစားကြည့်စမ်းအဲ့တော့ဒီကောင်တွေကိုပြောစရာစကားလုံးမရှိတော့နော်အဲ့တော့အခုကိုမမောင်ပြောရတဲ့စကားကိုမမောင်ပြောရတာဒီဒါအမှန်ဆုံးပဲဘဲလူဘဲဒေါ်ဆန်းစုကြည်ပဲကာချုပ်ဖြစ်ဖြစ် တောင်ဆန်းစုကြည်ကာချုပ်ဖြစ်လာတယ်နော်တဘောအတက်60ပြည့်ကာချုပ်ကယာဒုနှုတ်ထွက်ကမယ်ဆိုရင်တောင်ဆန်းစုကြည်အခုတက်80မတော်လို့တောင်ဆန်းစုကြည်ကိုကာချုပ်တင်ပြီးတော့အတက်60ပြည့်ကာချုပ်ကနိုင်ရမယ်ဆို60ပြည့်လို့တောင်ဆန်းစုကြည်ကမနှုတ်ထွက်နဲ့တောင်ဆန်းစုကြည်ပြောရမှာပဲနော်ကျွန်တော်တို့ပြောတာလူပုပ်ကိုပြောတာမဟုတ်ဥပဒေဆိုရင်ဥပဒေအတိုင်းရှိရမယ်သူကြတော့ဥပဒေရဲ့တစ်မျိုးငါကြတော့ဥပဒေရဲ့တစ်မျိုး ဟိုလူကြတော့နောက်တစ်မျိုးထပ်ပြောင်းသွားလာဆိုဒါဥပဒေပုတ်တော့အဲ့ဒါပောက်ပန်း40ဖာရမဖင်ပြောသွားပြီနော်အကောင်ပြောတာလက်ရှိစစ်ခေါင်းဆောင်တွေကျင့်တုံးနေတဲ့အရာကဥပဒေမဟုတ်ဘူးဟမ်ဖာရဖင်မဲ့တို့တို့ပါဆက်တရားဖာရဖင်လားတော့တန်မှုမရှိဘူးလက်ရှိစစ်ခေါင်းဆောင်ဒီမင်းအောင်နိုင်အပါဝင်ဇော်မဲလုံးတို့မင်းအောင်နိုင်တို့ရဲ့ဗဇက်ပေါက်ဟာလမ်းမေးမှာဖာခံနေတဲ့ဖာရမဖင်လောက်တော့တန်မှုမရှိဘူးအကောင်ပြောတာကျွန်တော်ဖာရဖင်ကတုလုံးတုလုံးတာလောကဒုက္ခမပေးဘူး ။သူ့ဝင်းစားအတွက်သူရှာစားတာ။သူ့ပေါက်ထဲကတော့ပါပြောင်းဝင်းကြီးဝင်းထွက်ကြီးဆိုတော့သူသူများသူဒုက္ခမပေးဘူး။မင်းအောင်နိုင်တို့ဗဇက်ပေါက်ကအခုတစ်မျိုးတော်ကြတစ်မျိုးခေါနာရောင်တစ်မျိုးဒီနာရောင်တစ်မျိုးပြောချင်တာအမျိုးမျိုးပြောတိုင်းပြည်ကိုပတ်ဒုက္ခပေးနေတာ။ဘလောက်အောက်တန်းကြတယ်ကြည့်။နော်အဲ့လိုဟာမျိုးတွေကိုငါတို့ရဲ့ခေါင်းဆောင်ပါငါတို့ရဲ့ခေါင်းဆောင်ပါဆိုတော့ဒါပေမဲ့အဲ့တကယ်တကယ်မင်းအောင်နိုင်အောင်အခုငါတို့ကဘာဘာဘာအော်နေတဲ့အကျော်မျိုးမင်းတို့ကျော်စိုးဦးတို့အဲငပောက်တို့ပိုင်ရဲကိုတို့လက်ရှိအဲ့လက်ချိုးယူရတဲ့ဘောမတအုပ် မင်းအောင်နိုင်ကိုအခုစိုးဝင်းရအာနာထသိမ့်လိုက်ကြည့်အဲ့ဒီကိုမေကိုလိုးတွေအရှင်းဆုံးကအားပေးမြာဒါမှငါတို့ဒုထုတ်စိုးဝင်းကွာဒီမင်းအောင်နိုင်ကိုလုံးဖို့ကောင်းတာကြာပြီကျွန်တော်တို့ကမပြောချင်လို့ထလောက်မှအဲ့ကောင်ကြီးဒီကောင်ကြီးရဲ့အကျင့်ကြည့်အဲ့တော့ဒီကောင်နေဒီအခုကြော်စုံဆိုတော့သူတို့ကပြောလိုက်လိမ့်မိုးကြီးအကြီးကြီးပြောတယ်ပြီးစောက်တယ်လောကြီးပဲတခုမှမှန်တာမရှိဘူးဟမ်ဘယ်ဘယ်ရှိမလဲသူတို့သေးရတာမဟုတ်ဘူးလေရခိုင်မှာကြည့်ပါလားဟမ် ရခိုင်မှာစစ်သနာကြောင့်ကြီးမကြခင်အာပစ်ကူစစ်ကူတွေဘလို့ပို့ထားတာပါသူပြောပြီးရက်ပိုင်းမရှိတယ်ဟိုကတက်ကြက်ကြီးကိုယ်တိုင်လိုက်လွှင့်ပြီးတော့ဒီမှာ3လရှိပြီးတဲ့ငတ်နေတယ်7လပိုင်းတည်းငတ်နေတယ်အခု17လပိုင်းရှိပြီဟမ်ဘာမှလည်းဝင်ပြေဘလူးမှလည်းမကယ်တော့ဘူးအဲ့တက်တက်ကြီးလိုက်လွှင့်ဘလောက်မကြအောင်အဲ့ခါချုပ်ကြီးကြာသွားရခိုင်ကဖမ်းခံထိတာအပြုံနဲ့သေတာတော့ဘလောက်သေလဲမသိဘူးအလောင်းကတော့ကျော်ဆုံးတိတ်ဗာဒမ်းမကြတော့ဟမ်သူမြောက်ပေးခဲ့တဲ့အဲ့တေခဲ့တဲ့စစ်သားတွေတန်ပြီးခဲ့တဲ့သားသမီးတွေပညာရေးတို့ကျမ်းမာရေးတို့ဟမ် သူအဲ့ကောင်လေးတစ်ချက်អော်ပေးတာဟမ်ဒုက္ခိတဖြစ်သွားတဲ့ခြေပြက်လက်ပြက်ဖြစ်သွားတဲ့စစ်သားမင်းအားတွေပညာရေးချမ်းမရေးအဲ့ဒီကြော်မျိုးမျိုးတို့ကြော်စိုးဦးတို့ချက်អော်ပေးတာအဲ့ဒါအဖြစ်ပဲအဲ့တော့ဒီကောင်လေးဒီသူတို့ကိုကြိုးရဖို့အတွက်စစ်သားကိုခုတုံးလုပ်ပြီးဒီအောက်ခြေအစ်အရာကြီးအကျက်စစ်တီတွေတေအောင်လို့မြှောက်ပေးနေတာဒီစစ်ကောင်းဆောင်တွေကိုအကြိုက်မြှောက်ပေးတာသူတို့ကိုကြိုးအတွက်နော်ချင်းချင်းလေးလေသူတို့ကိုကြိုးတက်မဟုတ်ရင်ခုနကကြည့်ရမယ်အခုကျွန်တော်တို့ဗီဒီယိုရဲ့တွန်လိုင်းရေး ပြည်တွင်းမှာရှိတဲ့ PDF တွေကြာဆုံးသွားတယ်။အုပ်ဝတ်စာတေချာကျန်လာလောက်ပြီးသားတယ်။ကြံမိခဲ့တဲ့မိသားစုသွားကာရောပြုတယ်၊ကတော့တယ်၊အကြောင်းကြားတယ်။ဒီကာလမှာလှုပ်ပေးနိုင်တဲ့ဟုတ်လှုပ်ပေးကြတယ်။အခုကျွန်တော်တို့ဆိုရဲအခုထိုင်းတနင်္လာနေ့ဆက်မှာနော်။ထိခိုက်ဒဏ်ရာရတဲ့ရဲဘော်တွေရှေ့ဟောက်ရှိတယ်။အဲ့ဒီမှာတော့ကျွန်တော်ဆိုလက်ဆင်ထောက်ပံ့တယ်။နိုင်ငံတော်လှုပ်ပေးရမယ်။ဘာဖြစ်လို့လဲ။ဒါဟာသူတို့တွေကတီတော်ဒီမှာဆွတ်လွထားတာ။တော်လိုင်းအတွက်တိုင်းပြည်အတွက်အခိုင်ကောင်းတဲ့အချိန်မှာခိုင်းပြီးတော့တခုခုဒုက္ခရောက်အချိန်ပြစ်ထားရဆိုရင်ဒိဗ္ဗေမရှိဘူး။ကျွန်တော်တို့ဖက်ချမ်းမှာ မပြည့်စုံရင်တော့နေရမယ်နိုင်ငံလုံးပြီးတယ်အခုလက်ရှိမင်းအောင်လိုင်အာနာတိမ်ပြီးမှစစ်သားဘလောက်တွေဝါပြီရဲဘလောက်တွေဝါပြီအဲ့ဒီတွေဝါတဲ့စစ်သားတွေရဲတွေရဲ့မိသားစုတားသမီးတွေအတွက်မင်းအောင်လိုင်ဘာတာဝန်ယူထားတယ်ဟမ်အဲ့ဒီအထောက်ခံတဲ့ကြော်စိုးလို့ကြော်မျိုးမင်းတို့ဘာတာဝန်ယူထားတယ်လက်ဘေးကနေမြှောက်ပေးတာတေးစစ်သားတွေတေးရဲတွေတေးဒီကောင်တွေဘာမှပြန်လို့ဝေးတာမဟုတ်ဘူးအဲ့ဒါအပြေပဲ နော်အဲ့တော့လက်ရှိမင်းအောင်လိုင်အာနာသိမ့်ပြီးအရှိ့ကိုမပြောဘူးနော်2021အာနာသိမ့်လိုက်မှုကြောင့်စစ်သားဘလောက်သိပြီးလဲရဲဘလောက်သိပြီးလဲစစ်သားဒုက္ခိတဘလောက်ဖြစ်သွားပြီးလဲရဲဒုက္ခိတဘလောက်ဖြစ်သွားပြီးလဲဒါအခုမှထပ်ခေါ်တဲ့ပြည်သူဒီပြူစောတိတွေဘာတွေမပါသေးဘူးနော်အဲ့ဒီလူတွေအတွက်ဘလူတောင်ဝင်ယူပြီးကြိရှုဆောက်ရှောက်ပေးထားတယ်အဲ့ဒါအဖြေပဲနော်အဲ့တော့တကယ်လေလိုင်းပေါ်ကနေမြှောက်ပေးပြီးတော့လူတက်နေကြတာဘသူတွေလဲတော်လိုင်းအင်အားစုတွေလား အခုတနော်ကျွန်တော် line ပေါ်မှာ online နဲ့ပတ်သက်ဟောရပြောစီးုံးတယ်ကျွန်တော်ထောက်ဖို့လုပ်တယ်တစ်ဖက်မှာငွေရှာပြီးတော့တောက်လျှောက်လှဆင်ပို့ပေးတယ်အဲ့ဒီရဲဘော်တွေအတွက်ရိတ်ကရှာပြီးတော့တောက်လျှောက်လှဆင်ပို့ပေးတယ်ပတ်သက်ပြောတဲ့ဒီကုတော့မဟုတ်လိုအပ်ရင်ရှင်းတန်းကြည့်ကျွန်တော်ဆင်းတယ်ရိတ်ကတွတ်ဖို့တဲ့နေရာဒီကောင်တွေဘာတစ်ခုလုပ်ပေးတယ်ငတ်ပြတ်နေတဲ့စစ်သားတွေတပုံကြီးရဲတွေပုံကြီးဟမ်အဲ့ဒီစစ်သက်ထောက်ခံပါတယ်ဆိုတော့ကောင်တွေဘာလုပ်ပေးတယ်အဲ့ဒါအဖြေပဲ အဲ့တော့ဒီနိုင်ငံမှာစစ်သားတဲ့ရဲတွေကိုတိုက်ဒုက္ခရအောင်ဖျက်ဆီးနေတာဒီတော်လှန်ရေးအင်အားစုလည်းမဟုတ်ဘူးတိုင်းသားလက်နက်ကိုင်တွေလည်းမဟုတ်ဘူးเนาะခမည်းတော်ပြောတဲ့နီပိတ်တွေလည်းမဟုတ်ဘူးဒီစစ်သားတွေရဲတွေကိုဒုက္ခရအောင်လှုပ်နေတာဒီမင်းအောင်လှိုင်တဲ့အဲ့ဒီအဲ့ဒီမင်းအောင်လှိုင်ဘောကိုမှနေတဲ့လက်ဆယ်ချောင်းမပြည့်တဲ့အောက်တန်းစားတွေပဲအဲ့ဒီကောင်တွေကစစ်တပ်ကိုဖျက်နေတာစစ်သားတွေကိုတေအောင်လှုပ်နေတာရဲတပ်ဖွဲ့ကိုဖျက်နေတာရဲတွေကိုတေအောင်လှုပ်နေတာကျွန်တော်ပြောတာမှားတယ်လို့ ညင်းရဲတဲ့ဘောမှရှိရင်ထွက်လာခဲ့ထွက်လာခဲ့နော်အဲ့ဒါအဖြေပဲအဲ့တော့မအားကြနဲ့တော့နော်ဟိုနေ့ပြောနေပြီအားရကောင်ကခံပဲနော်အားရကောင်ခံပဲဒီကာလာကြီးမှာအဲ့တော့စစ်သားတွေရဲတွေမိသားစုညီကိုမောင်တို့ကနေအနေနဲ့အခုကျွန်တော်ဗီဒီယိုဖိုင်ကိုတွေ့ရင်မှားတယ်ဆိုရင်လာခဲ့ပါခမားပြောတာတော့မှားတယ်ဆိုရင်ဘယ်နေရာကိုမှားတယ်ကျွန်တော်စကားကျွန်တော်တောင်းဝန်ယူပေးမယ်မှန်တယ်ဆိုရင်ခမားတို့ဘာမှမလုပ်ဘဲပြန်စင်းစားပါကျွန်တော်ပြောတဲ့စကားမှန်တယ်ဆိုရင် ။ဘာလောက်ကမလဲပဲစဉ်းစားကြပါအတက်ကအပူမပါဘူးနော်အပူမပါဘူးအပူပိုင်းကျွန်တော်တို့မပြောနိုင်ဘူးအဲ့တော့မြောက်ပေးတာမဟုတ်ဘူးတွေးခွဲတာမဟုတ်ဘူးခင်ဗျားတို့အတ္တိတရားတွေပွင့်အောင်လို့ပြောပြနေတာနော်စစ်တပ်ထောက်ခံတဲ့ကိုမောင်မောင်တို့လူမျိုးတော်မှပြောပြီးဟဲ့ဆိုရင်စဉ်းစားကြည့်ကြတော့လား